ဇလန်အစမှတော့ထန်းရွှေမျိုးကိုပစ္စည်းပို့ဆောင်ပေးတဲ့အဖွဲ့တစ်ခုကိုတွေ့ရမှာဖြစ်ပြီးသူတို့တွေဟာကုန်ပစ္စည်းတွေနဲ့အတူရှိုးဝဲပစ္စည်းတစ်ခုကိုပါထန်းရွှေမျိုးကဖောက်တဲ့စီကိုရောက်အောင်ပို့ပေးရမှာဖြစ်လို့လန်ကီးမှာအဆက်ဆက်အရာရာဂယူးဆိုင်ကြဖို့ခေါင်းဆောင်ဖြစ်သူကမှကြားနေခဲ့ပါတယ်။လန်ခုလက်တနေရာမှာတော့ဝန်လင်းကိုတွေ့လိုက်တာကြောင့်သွားစစ်ဆေးကြည့်ဖို့ခေါင်းဆောင်ဖြစ်သူကရန်စန်းကိုခိုင်းလိုက်ပါတယ်။ရန်စန်းလည်းမြင်းကိုဒုံဆိုင်မောင်းပြီးဝန်လင်းစီကိုဒလမန်ကျန်းတိုးဝင်သွားခဲ့ပေမဲ့ဝန်လင်းကတော့အေးအေးလူလူပဲကြည့်နေခဲ့ပါတယ်။ ဒါကိုမြင်တော့ဝမ်လင်းကိုတတိကောင်းတယ်လို့ချီးကျူးလိုက်ပြီးဘယ်ကိုသွားနေတာလဲလို့မေးတဲ့အခါဝမ်လင်းက "तू ဟာဗဘူးပညာရှင်တယောက်ဖြစ်ပြီးထန်းရွှေမျိုးမှာအသက်မွေးဝမ်းကြောင်းပြုမလို့သွားနေတာဆိုပြီးပြန်ပြေးလိုက်ပါတယ်။ဒါပေမဲ့အခုတော့လမ်းပြောင်းနေလို့လမ်းမှန်ကိုညွန်ကြားပေးနိုင်မလားဆိုပြီးအကူအညီတောင်းလိုက်ပါတယ်။ခေါင်းဆောင်ဖြစ်သူကလည်းခီးလန်းတူနေတာကြောင့်အပန်းမကြီးရင်အတူလိုက်ခဲ့လို့ရကြောင်းပြောတဲ့အတွက်ဝမ်လင်းလည်းကုန်တဲ့အဖွဲနဲ့အတူလိုက်ပါလာခဲ့ပါတော့တယ်။ခီးသွားနေရင်အိမ်မက်နေမိတဲ့မှာတော့စွန်းတက်ကျူရဲ့တို့လောင်အိတ်ထဲကရတဲ့ကြောက်စင်းပြကို စစ်ထုနယ်ရဲ့လမ်းညွှန်မှုအောက်မှာတန့်စင်နေခဲ့ပြီးနောက်ဆုံးမှာတော့အောင်မြင်သွားခဲ့ပါတယ်။တန့်စင်သွားတဲ့ကြောက်စိမ့်ပြားကအမျိုးတိဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူကိုတောင်တစ်ချက်တည်းတိုက်ခိုက်နိုင်စွမ်းရှိတဲ့အဖိုးတန်မျိုးတွေရတနာအဆင့်ကိုရောက်ရှိသွားခဲ့ပါတော့တယ်။စွန်းနှချူရဲ့လက်ထဲမှာအသုံးမဝင်ခဲ့တဲ့အရာကစစ်ထုနယ်ရဲ့ဉာဏ်ပညာကြောင့်တောက်ပလို့လာခဲ့တာပဲဖြစ်ပါတယ်။တဖက်မှာလဲဝလင်းကချီစုဆောင်ခြင်းနောက်ဆုံးအဆင့်ဖြစ်တဲ့အဆင့်ဆက်၅ကိုရောက်ရှိနေခဲ့တာဖြစ်ပြီး တန်နီပီဒီစေးရဲ့နောက်ထပ် dressing တစ်ခုဖြစ်တဲ့တစ်တာ dressing ကိုအစင်းမြင့်တင်ပေးနိုင်မယ်ဆိုရင်သူရောအုံမြင့်တိဆောက်ခြင်းအဆင့်ကိုတက်လို့ရနိုင်မလားဆိုပြီးစစ်ထုနံကိုမေးမြန်းနေခဲ့ပါတယ်။ဒါပေမဲ့စစ်ထုနံကတော့ဒီတိုင်းချင်းကျင်တာကနေကွေးတဲ့အတွက်မြ мян ဆင်းတက်ချင်ရင်အုံမြင့်လူမဟာကျင့်စဉ်တဲ့အခြားတယောက်ရဲ့အုံမြင့်ကိုခိုးယူလိုက်ဖို့အကြံပေးနေခဲ့ပါတယ်။ဝဲလင်းကတော့ဒါဟာအခြားတယောက်ရဲ့အသက်ကိုထိခိုက်စေမှာဖြစ်တဲ့အပြင်ပထမဆုံးသူကလည်းအမြူတီအဆင့်ကိုအနိုင်ယူနိုင်မှာမဟုတ်တလို့အပြစ်မရှိသူပေါ်မှာလည်းဒီလိုမျိုးမလုပ်ချင်ဘူးဆိုပြီးညှင်းပယ်လိုက်ပါတယ်။ စစ်ထုနယ်ကတော့ကျင့်ကြံခြင်းလောကမှာလူတိုင်းကရဆက်တဲ့သူတွေဖြစ်တယ်လို့ကျင်နာသနာတက်တဲ့စိတ်နဲ့ဆိုရင်အနည်းနဲ့အမြတ်အသက်ခံရမှာပဲဆိုပြီးဝက်လင်းနားလဲအောင်ရှင်းပြနေခဲ့ပါတယ်။ညရောက်တဲ့အချိန်မှာတော့စကန်းချနားကြရင် မီးပုံတစ်ခုနားမှာလူကြီးမင်းလီကိုလူတိုင်းကဘေးရင်ကြိခိုင်းကြပါတယ်။လူကြီးမင်းလီကလည်းအကောတုံးကိုကြိပေးမယ်ဆိုပြီးရန်စမ်းကိုစားကြည့်တဲ့အခါအနာကမှာတိမ်မဲတွေဖုံးတွေကအသက်အန္တရာယ်တစ်ခုနဲ့ကြုံတွေ့ရမှာဖြစ်ပြီးကြော်လွားနိုင်ရင်တော့၃လအတွင်းအိမ်အောင်ကြမှာဖြစ်ကြောင်းအာယုံခံကပြောလိုက်ပါတယ်။ နောက်တစ်ယောက်ကိုကြီးလိုက်တဲ့အခါထိုလူကလည်းရန်စမ်းတိုင်းပဲဖြစ်နေတာကြောင့်ထိမ့်လန့်သွားခဲ့ရပြီးလူတိုင်းကိုကြီးလိုက်တဲ့အခါရလက်ကအတူတူသာဖြစ်နေခဲ့ပါတယ်။နောက်ဆုံးကျန်နေတဲ့ဝလင်းကိုကြီးလိုက်တဲ့အခါစစ်ထုနံကသူ့ရဲ့တိုက်ပွဲမညံတစ်ခုကိုပြသလိုက်တာကြောင့်လူကြီးမင်းလီတယောက်အလွန်သွေးပြက်လို့သွားခဲ့ရပါတော့တယ်။ဒီလိုအချိန်မှာအဖွဲသားတွေကတယောက်ရဲ့နာကျင်စွာအော်ဟစ်တန်ကိုကြားလိုက်ရတဲ့အတွက်လူတိုင်းကိုစီလက်နဲ့များဆွဲထုတ်ကသတိအနေထားပြင်လိုက်ကြပါတယ်။တိုက်ခိုက်လာတဲ့သူကအချင်းချင်းတိနေကြတဲ့ဆုံးရှင်လို့ခေါ်တဲ့သူဖြစ်ပြီး ဂျင်ဆင်းလာလို့တာဖြစ်လို့တေမျိုးအချင်းချင်းတိုက်ပွဲဖြစ်ကြတော့မဲ့အချိန်မှာမီးလုံးတစ်လုံးကရောက်ရှိလာခဲ့ပြီးရှိုဆန်းရဲ့လက်အောက်ငယ်သားတွေကတယောက်ကိုပြာချပစ်လိုက်ပါတယ်။ထို့အတူဂျင်ဆင်းမပေးရင်အကုန်တေးရမယ်ဆိုတဲ့ကျင့်ကြံသူတယောက်ရဲ့စကားကိုလည်းကြားလိုက်ကြရပါတယ်။ဝလင်းကတော့အတန်ကိုကြားလာနဲ့ဂျန်ဟူမန်တန်းတိလိုက်ပါတယ်။ရှိုဆန်းတို့လည်းကျင့်ကြံသူတယောက်ကလာလို့တာဖြစ်လို့ဘာမှမတက်နိုင်တော့ပဲအသာတကြီးထုတ်ပေးလိုက်ပြီးဆုံးရှင်လက်ထဲရောက်တော့မဲ့အချိန်မှာဝလင်းကကြားဖြတ်လူယူလိုက်ပါတယ်။ ဆုံးရှင်ကဝလင်းကိုအတင်းရဲနေတာလားဆိုပြီးအရင်စတိုက်ပေမဲ့တကွက်ထဲနဲ့သူ့သာသတိလစ်သွားခဲ့ပါတယ်။မိတ်ဆွေဟောင်းကိုမြင်လာတော့ထွက်မတွေ့ဘူးလားဆိုပြီးဝလင်းကမေးတဲ့အခါကျက်ဟူတယောက်ထွက်လာခဲ့ပေမဲ့ဝလင်းကိုမသိဘူးဂျင်စင်းထားပြီးထွက်သွားလိုက်တော့ဆိုပြီးပြောပါတယ်။ဝလင်းကတော့ကျက်ဟူကိုမြင်မြင်ချင်းတခုခုမူးမမက်နေတာကိုသတိထားမိလိုက်တာကြောင့်ဂျင်စင်းကိုပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာကျက်ဟူရဲ့ဆရာဖြစ်သူရောက်ရှိလာခဲ့ပြီးလူတချို့ကိုတက်ကသွေးလုံးများအဖြစ်တန်းစင်ပြီးမြှို့ချလိုက်ပါတယ်။ ပြီးတာနဲ့ကျန်းဟုကိုမင်းပါလို့မိတ်ဆွေဟောင်းနဲ့တွေ့တာတော့မခေါ်ပြောနိုင်တာလဲလို့မေးတဲ့အခါကျန်းဟုကသူတို့အချင်းချင်းမသိပါဘူးလို့ပြန်ပြေပါတယ်ဒါဆိုရင်ချီစုဆောင်မှုအဆင့်ရှစ်လေးကိုသွေးလုံးအဖြစ်တန့်စင်လိုက်ရင်ငါရဲ့ကြင်ကြံမှုတွေတိုးတက်လာမယ်ဆိုပြီးပြောတဲ့အခါကျန်းဟူကဆရာဖြစ်သူကိုစားလုပ်ပေးမယ်ဆိုပြီးဝလင်းစီကိုတိုးဝင်သွားလိုက်ပါတယ်။တကယ်တော့ကျန်းဟူကဆရာဖြစ်သူရဲ့ဖီအားပေးထိန်ချုပ်ထားတာကိုခံနေရတာဖြစ်ပြီးဝလင်းဒုက္ခရောက်မှဆိုတဲ့အတွက်မတိကျင်အောင်ဆောင်ထားတာဖြစ်ပါတယ်။ အခုလဲနက်ခီသောအဆောင်ကိုလက်ထဲဖွက်ပြီးဝလင်းကိုကူညီပေးမှဖြစ်ပေမဲ့ဆရာဖြစ်သူကရိပ်မိနေခဲ့တာကြောင့်ကျဲဟုကိုချုံနှောင်လိုက်ပါတော့တယ်။ကျဲဟုလည်းတငယ်ချင်းဖြစ်သူကိုလွတ်ပေးဖို့တောင်းပန်နေပေမဲ့ဆရာဖြစ်သူရဲ့ဒဏ်ပေးခြင်းကိုသာခံလိုက်ရပါတယ်။တစ်ဖက်မှာလဲစစ်ထုနံကကျဲဟုကိုထဲမှာထိန်းချုပ်ခြင်းစိတ်ချထားတာဆိုတဲ့အကြောင်းရှင်းပြနေပါတယ်။စွန်ဒတ်ကျူစီကနေရရှိခဲ့တဲ့ယဒနာလက်နက်တွေနဲ့ဝလင်းကစတင်တိုက်ခိုက်တဲ့အခါတစ်ဖက်ကလည်းထူးဆန်းတဲ့ဓာပြန့်တစ်ချောင်းနဲ့ပြန်လည်တိုက်ခိုက်နေကြရင် အဆင့်တူနှစ်ယောက်ကြတိုက်ပွဲကနည်းနည်းလေးမှအမခန့်လို့မရတော့ပါဘူးတိုက်ခိုက်နေရင်ဝက်လင်းကချီဆူဆောင်းမှုအဆင့်ရှင်းမဟုတ်တော့တာကိုသိလာခဲ့ပေမဲ့ဓာပြန့်ပေါ်ယုံကြည်မှုရှိတာကြောင့်အုံမြင့်တိဆောက်ခြင်းအဆင့်ဆိုရင်တောင်ဓာပြန့်အောက်ကနေလွတ်မြောက်နိုင်မှာမဟုတ်ဘူးဆိုပြီးဓာအိမ်တဲကိုတဝက်ခန့်ထိုးသွင်းလိုက်ပါတယ်ချက်ချင်းပဲဓာပြန့်ကအနီးရောင်ကိုပြောင်းသွားခဲ့ပြီးပုံမုံမြင်ဆန်လာတဲ့အတွက်သတိထားပြီးရင်ဆိုင်နေရင်မကြခင်ကမှတန့်စင်ထားတဲ့ချိတ်တစိ့ကိုအသက်သွင်းလိုက်ပြီးဓာပြန့်ကိုချုံနောင်ဖို့စူးစမ်းလိုက်ပါတယ် ပထမတော့ခက်ခက်ခဲခဲချုံနောင်တရပါမိ။ကြာလာတာနဲ့အမျှအစီရင်ချိတ်တစိုက်ကလည်းအားကောင်းလာခဲ့ပြီးအမြူတရတနာတစ်ခုရဲ့အစွမ်းကိုထုတ်ပြလာခဲ့ပါတယ်။ကျန်းဟူရဲ့ဆရာဖြစ်သူလည်းအမြူတရတနာတစ်ခုကိုတော့ရင်မဆိုင်နိုင်တာကြောင့်အမြန်ဆုံးထွက်ပြေးလိုက်ပြီးသူဟာကြီးမောလူအိုကြီးလက်အောက်ကတပည့်တယောက်ဆိုတဲ့အကြောင်းထုတ်ပြောကာခြောက်လက်လိုက်ပါတယ်။ဒါပေမဲ့တပ်ဖို့ဆုံးဖြတ်ထားတဲ့ဝက်လင်းကစွမ်းအားများစွာနဲ့တိုက်ခိုက်လိုက်တာကြောင့်မကုခံနိုင်တော့ပဲချိတ်တစိုက်နဲ့တိုက်မိသွားပြီးခန္ဓာကိုယ်လည်းပြအဖြစ်သို့ပြောင်းလဲကာတေဆုံးသွားခဲ့ရပါတယ်။ ဝလင်းကတော့တိုက်ပွဲတွေးကြုံတဲ့ရလိုက်တယ်လို့ထူးဆန်းတဲ့တပြန့်ကိုလည်းရလိုက်တာကြောင့်ကျင်းနေနေခဲ့ပါတယ်။ဆရာဖြစ်သူတည်သွားတဲ့အတွက်ဂျက်ဟုလည်းလွတ်လပ်သွားခဲ့ပြီးအခုမှပဲတည်တည်ချာချာစကားပြောနိုင်လာပါတယ်။မျက်မြင်သက်သေတွေကဒုက္ခတွေဖြစ်လာနိုင်လို့အကုန်လုံးကို ရှင်းပြမယ်ဆိုပြီးဂျက်ဟုကလုံးတယ်လို့ဝလင်းကသူ့ကိုတားဆီးလိုက်ပါတယ်။ပြီးတာနဲ့တမက်အစားသူတို့ရဲ့မျက်ညံပိုင်းစာတစ်ခုကိုသာဖျက်ပစ်လိုက်ပြီးလွတ်ပေးလိုက်ပါတယ်။ဒါကလုံကြုံသွားပြီလို့တော့အမမခံနိုင်ပါဘူး။ ပြီးတာနဲ့အရက်တူတော့ရှေးဟောင်းနှောင်းဖြစ်တွေပြောကြရင်ထန်းကြမျိုးကိုသွားမယ်ဆိုပြီးဆုံးဖြတ်လိုက်ကြပါတယ်။ထန်းကြမျိုးဆိုတာကထမ်းမိသားစုရဲ့ကြင်ကြံခြင်းမျိုးတစ်ခုဖြစ်ပြီးတရေသားအဆင့်ကြင်ကြံသူဘိုးဘေးတယောက်ရှိတာကြောင့်ကြောက်တိုင်းပြည်မှာအင်အားကြီးပြီးရမဆက်ရဲကြတဲ့အထဲမှာပါပါတယ်။မျိုးထဲမှာပြန်တန်းခြင်းနဲ့တိုက်ခိုက်ခြင်းကိုတားဆီးထားသလိုအပြင်းလူတွေကလည်းဝိညာဉ်ကြောက်တုံးပေးရင်မျိုးထဲကိုအလွယ်တကူဝင်လို့ရနိုင်ပါတယ်။ မျိုးတဲ့ဝင်မဲ့အချိန်ခေါင်းတလားတစ်ခုနဲ့အုံမြင့်တိဆောက်ခြင်းအဆင့်ကျင့်ကြံသူတယောက်ကိုမြင်လိုက်ကြတဲ့အတွက်ဂျန်ဟုကဝက်လင်းကိုဝေးဝေးရှောင်နေဖို့တတိပေးလိုက်ပါတယ်။ထိုလူကရှီးရင်ဂိုင်းဆိုတဲ့အလောင်းကောင်တန့်စင်ခြင်းဂိုင်းတစ်ခုကဖြစ်ပြီးကျင့်ကြံခြင်းတိုင်းပြည်တိုင်းမှာဂိုင်းခွဲတစ်ခုရှိတဲ့အထိရှီးရင်ဂိုင်းကအင်အားကြီးပါတယ်။ပြောရရင်ကျူးချွဲကြိုတစ်ခုလုံးမှာသူ့ခြေသူလက်တွေကြီးပဲလို့သတ်မှတ်နိုင်ပြီးအဓိကကျင့်ကြံတာကတော့အလောင်းကောင်ရုပ်တွေပြုလုပ်တာပဲဖြစ်ပါတယ်။ တခုကန်တခုမှာတော့ဝလင်းကအသိစိတ်ရှိနေတဲ့ဓာပြန်ကိုချိတ်တစိတ်တော့အသုံးပြတာတောင်မှခက်ခက်ခဲခဲတန့်စင်နေရပါတယ်။အမြန်ဆုံးတန့်စင်နိုင်တဲ့နီလန့်ရှိလာဆိုပြီးစစ်ထုနံကိုမေးတဲ့အခါသွေးတန့်စင်ခြင်းဆိုတဲ့နီလန့်တစ်ခုရှိကြောင်းစစ်ထုနံကပြန်ဖြေပါတယ်။သွေးတန့်စင်ခြင်းနီလန့်ဆိုတာမိမိရဲ့ဝိညာဉ်သွေးနဲ့အစွမ်းထက်လက်နက်ကိုတန့်စင်ရတာဖြစ်ပြီးကောင်းကျိုးနဲ့ဆိုးကျိုးတွန်တွဲနေလျက်ရှိတာဖြစ်ပါတယ်။ ။ကောင်းကျိုးကတော့မြင်မြန်ဆန်းဆန်းတက်ဆင်နိုင်တာဖြစ်ပေမဲ့ဆိုးကျိုးကတော့ယတနာလက်နဲ့ပျက်စီးသွားတဲ့အခါတံပြန်ခန်းစားရမှာကအတော်ကိုပြင်းထန်တာဖြစ်လို့လုံးရဲပါမလားဆိုပြီးစစ်ထုနံကသွေးတိုးဆန်းလိုက်ပါတယ်။လိုအပ်လာရင်ကိုကိုကိုပါရက်ဆက်နိုင်တဲ့ဝက်လင်းကတော့လုံးရဲရဲဆိုပြီးပြင်ဖြေလိုက်ပါတယ်။ဒါကြောင့်စစ်ထုနံကမင်းသားဒီလိုမျိုးသူများပေါ်ကိုရက်ဆက်နိုင်ရင်အုံမြင့်တိဆောက်ချင်းအဆင့်ကိုရောက်တာကြပါဆိုပြီးဝက်လင်းတယောက်ပို့ပြီးရက်ဆက်တက်လာအောင်တံပူတော့နာနာထူပေးနေခဲ့ပါတယ် ဒီအချိန်မှာအခန်းပြင်ဘက်ကနေကျန်းဟူကအတူတူဂျင်စင်းသွားရောက်ဖို့လာခေါ်ပေမဲ့မအားတာကြောင့်ညှိလိုက်ပြီးဆက်လက်တန့်စင်ပြန်ပါတယ်။တစ်ဖက်မှာတော့ဝမ်လင်းတို့နှစ်ယောက်ကထက်ရှိမျိုးမှာပုန်းနေတာကြောင့်မျိုးရဲ့စီမင်းများအရာကြီးမော့လူအိုကြီးကိုယ်တိုင်တိုက်ခိုက်လို့မရတာကြောင့်လက်ဆောင်မနာနဲ့အတူဒရေတာအဆင့်ဘိုးဘေးကြီးထန်းဟော့ယွန်ကိုအေးအေးယူပေးဖို့လာရောက်တိုင်ကြားနေခဲ့ပါတယ်။ထန်းဟော့ယွန်ကလည်းသူကိုယ်တိုင်ချမှတ်ထားတဲ့စီမင်းကိုဖောက်ဖျက်လို့မသိတာကြောင့်အခက်တွေ့နေချိန်မှာမိဖြစ်သူထန်းလီတယောက်ရောက်ရှိလာခဲ့ပါတယ်။ဒီလိုနဲ့ဘိုးဘေးဖြစ်သူက ထန်လီကိုဒီလက်ဆောင်ပေးပြီးလှောက်ခိုင်းလိုက်ဖို့ပြောတဲ့အခါကြီးမောလူအိုကြီးကထန်လီရဲ့ငယ်ရွယ်မှုကိုကြည်ရင်အနှဲငယ်အင်တင်တင်ဖြစ်နေခဲ့တာကြောင့်ထန်လီကတရေသားအဆင့်လက်ဆောင်နဲ့ထိုက်တန်ကြောင်းပြဖို့သူ့အစွမ်းတွေကိုထုတ်ပြပါတော့တယ်။အုံမြင့်တိဆောက်ချင်းအဆင့်ကျင့်ကြံသူတယောက်ဖြစ်တဲ့ထန်လီကရတနာလက်နဲ့ဒါကြီးနဲ့တင်တိုက်တွေကိုထက်ချန်ခွဲပြလိုက်ရင်အပိုင်းငါဟာဒီနေရာမှာပဲပြီးဆုံးသွားခဲ့ပါတယ်။အားလုံးပဲကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဇလန်အစမှာတော့ကျန်းဟူတယောက်ဈေးဆိုင်တွေမှာဂျင်ဆင်းလိုက်ရောင်းရင်းလက်ရှိပေါက်ဈေးကိုစုံစမ်းနေပါတယ် တဆိုင်နဲ့တဆိုင်ဈေးနှုန်းမတူတာကြောင့်ပိုပေးတဲ့ဆိုင်မှာရောင်းဖို့စဉ်းစားနေရင်လက်ရှိပေါက်ဈေးကတထောင်ကျော်ဖြစ်နေလို့ကျင်းနေခဲ့ပါတယ်။နောက်တဆိုင်ကိုထပ်သွားနေတဲ့အချိန်မှာထန်ကြမျိုးကအဆောင်တွေရောက်လာပြီးစကားတခုမှမပြောဘဲတိုက်ခိုက်ကြပါတယ်။ဘာလို့ငါ့ကိုတိုက်ခိုက်နေတာလဲ?ထန်ကြမျိုးမှာတိုက်ခိုက်လို့မရဘူးဆိုတဲ့စီးမင်းရှိတယ်မဟုတ်ဘူးလားလို့မေးရင်ကျန်းဟုလည်းပြန်လဲခုခံနေခဲ့ပါတယ်။အချိန်နေမဟန်တာကိုသိတဲ့ကျန်းဟုကဒါပြန်စီရင်ထွက်ပြေးတဲ့အခါမြို့အစီရင်ထွက်ပေါ်လာပြီးပိတ်ဆို့လိုက်တာကြောင့်ကျန်းဟုလည်းပြုတ်ကျလာခဲ့ရပါတယ်။ ဒါအပြင်မျိုးထဲမှာပြန်တန်းလို့မရတာကိုမသိဘူးလားပိုင်ချန်းကိုတက်လိုက်တာကမင်းလားဆိုတဲ့ပြင်းတွဲတွဲအတန်တန်ကိုလည်းကြားလိုက်ရပြန်ပါတယ်လဲကျနေတဲ့ကျန်းဟုလည်းအမြန်ထွက်ပြေးရင်မျက်ွယ်ကဝင်လာတဲ့ဓာပြန်တွေကိုရှောင်ရှားလိုက်နိုင်တဲ့အတွက်တော်သေးတာပေါ့လို့ပြောနေတဲ့အချိန်မှာနှီးလွန်းလို့တည်တော့မယ်ဆိုတဲ့စကားသံနဲ့အတူထန်းလီတယောက်သူ့အရှိမထွက်ပေါ်လာခဲ့ပါတယ်တကယ်တမ်းမှာပပလဲကနေလူတွေပိတ်ဆို့ပြီးဒီနေရာအထိရောက်အောင်မျှခေါ်လာခဲ့တာဖြစ်မှန်ကျန်းဟုလည်းနောက်ဆုံးမှသဘောပေါက်သွားခဲ့ပါတယ် ခန်းလီကလည်းမင်းတို့ကောင်ကိုတော့ဒုက္ခခံပြီးလိုက်ဖက်နေစရာမလိုဘူးဆိုပြီးရီးတဲ့တဲ့ပြောလိုက်ပါတယ်။မင်းဘသူလဲလို့ကျန်းဟုကမေးတဲ့အခါမင်းကိုတမဲလူဆိုပြီးထန်းလီကပြန်ဖြေတဲ့အတွက်ကျန်းဟုလည်းမီးလဝါနဲ့စတင်တိုက်ခိုက်လိုက်ပါတယ်။တစ်ဖက်မှာတော့ဓာပြန်ကိုတန့်စင်နေတဲ့ဝလင်းတယောက်ခက်ခက်ခဲခဲနဲ့ပဲလှုပ်ဆောင်နေရပါတယ်။အတိညာဉ်ရှိနေတဲ့ယဒနာတစ်ခုကထင်ထားတာထက်ပိုပြီးတန့်စင်ရခက်နေတာကြောင့်စစ်ထုနံပြောတဲ့သွေးတန့်စင်ဂျင်နီလန်းကိုအသုံးပြုလိုက်ပါတယ်။ သွေးစီနှစ်တစက်ကိုထုတ်ယူလိုက်ပြီးဓာတ်ပြန်တဲ့ပေါင်းစည်းစေလိုက်ကတန့်စင်မှုကိုပြန်လဲစတင်လိုက်ပါတယ်။သွေးတန့်စင်ခြင်းနီလန်းကိုအသုံးပြုလိုက်တာနဲ့ဓာတ်ပြန်ကပုံမိုယုံကန်လာသလိုဝက်လင်းကိုပါတိုက်ခိုက်လာလို့သတိထားပြီးလှုပ်ဆောင်နေခဲ့ရပါတယ်။အချိန်တစ်ခုကြာတဲ့နောက်မှာတော့အထက်စင်အမျိုးတွေယတနာဖြစ်တဲ့ဓာတ်ပြန်ကိုအောင်းအောင်းမြင်းမြင်းတန့်စင်နိုင်ခဲ့တဲ့အတွက်ဝန်သားနေရာကိုမြင်တော့စစ်ထုနန်ကဓာတ်ပြန်ကျိုးရင်မင်းပါထိခိုက်မှဆိုပြီးသတိထားပြီးအသုံးပြုဖို့ပြောနေခဲ့ပါတယ်။အဲ့ဒီအချိန်အပြင်ဘက်ကနေမျိုးဆောင်တွေလာနေတာကိုအာယုံခံမိလိုက်ပြီး အခြေအနေကိုသဘောပေါက်တာကြောင့်ချက်ချင်းဆိုသလိုပြတင်းပေါက်ကနေအမြန်ဆုံးထွက်ပြေးပါတော့တယ်။ညံများတဲ့ဝက်လင်းကမြို့ထဲမှာဝယုံသုံးကားဖြစ်အောင်လုပ်ရင်အဆောင်ချို့ကိုအာယုံတွဲလိုက်ပြီးဓာပြန်စည်းဖို့လုပ်ကြည့်တဲ့အခါဓာမြစ်စီရင်ကိုသတိထားမိလိုက်တာကြောင့်ချက်ချင်းဆိုသလိုပြန်ရုပ်သိမ်းလိုက်ပါတယ်။ပြီးတာနဲ့မြို့တကားရှိတဲ့ဘက်ကိုသွားရမယ့်အစားမြို့ထဲကိုပြန်လဲလိုက်တာကြောင့်စစ်ထုနံကမေးတဲ့အခါကျန်းဟုကိုကဲမလို့ဆိုပြီးပြန်ဖြစ်ပါတယ်။ အဆောင်တွေကိုတိုက်ခိုက်ရင်မျိုးတဲ့ဘက်ကိုသွားနေခဲ့ကအန်ဒီရဲ့တခုခုကိုမတိစိတ်ကအလိုလိုခံစားမိတာကြောင့်ဘေးတစ်ဖက်ကိုခုံရှောင်လိုက်တဲ့အတွက်ဓာပြန်နဲ့လွဲသွားခဲ့ရပါတယ်။ဓာပြန်မှာပါတဲ့ဆွမ်းအားကိုတွတ်ဆတ်ကြည့်လိုက်တဲ့အခါတိုက်ခိုက်သူကအုံမြင့်တိဆောက်ချင်းနှောင်းပိုင်းအစင်းကျင့်ကြံသူတယောက်ဖြစ်တာကိုသိလိုက်ရတဲ့အတွက်စိတ်တွေလေးလာခဲ့ပါတယ်။အဲ့ဒီအချိန်ထန်းလီရောက်လာပြီးပါနတ်တဲ့သူတွေကတကယ်ကိုအလုရှုပ်တယ်မင်းကြောင့်တခင်လေးကိုယ်တိုင်လာဖမ်းနေရပြီဆိုပြီးဝန်လင်းအနောက်မှာချက်ချင်းပေါ်လာကတိုက်ခိုက်လိုက်တာကြောင့်ဆိုင်တဆိုင်တဲ့ဂျုံးပြဝင်သွားခဲ့ရပါတယ်။ ပြီးတာနဲ့ကျန်းဟုရဲ့အလောင်းကိုထုတ်ပေးလိုက်ပြီးမကြခင်မင်းလဲသူနဲ့တွေ့ရမှဆိုပြီးပြောလိုက်တာကြောင့်ရညို့မရှိပဲဘာလို့အခုလိုလုပ်ရတာလဲလို့ဝလင်းကမေးတဲ့အခါအခြားသူကလက်ဆောင်ပေးပြီးခိုင်းတော့လေအာနာလိုလုပ်ပေးတာဆိုပြီးပြင်းပြီးစွာပြန်ဖြေလိုက်ပါတယ်ဝလင်းလဲကျန်းဟုရဲ့မျက်လုံးကိုပိတ်ပေးလိုက်ပြီးနောက်ဒေါသထွက်ထွက်နဲ့ဓာပြန်ကိုတုံးရင်စတင်တိုက်ခိုက်ပါတော့တယ်ဒါပေမဲ့ဝလင်းရဲ့အလင်းငိုက်တိုက်ခိုက်မှုကိုအသားရပဲကာကွယ်လိုက်ပါတယ်တကယ်လို့ဝလင်းကသာအုံမြင့်တိဆောက်ခြင်းအဆင့်ကိုရောက်နေရင်တော့ ထိတ်တိုက်ရင်ဆိုင်နိုင်လောက်ပေမဲ့အခုချိန်မှာတော့တိုက်ပွဲကဘလို့ပဲတိုက်တိုက်တစ်ဖက်ဆောင်နှင်းဖြစ်လို့နေရပါတယ်။ထိတ်တန့်ရတနာဖြစ်တဲ့ဝန်လင်းရဲ့ဓာပြန်ကိုလည်းထန်းလီတယောက်မျက်စိကျသွားတာကြောင့်မင်းတရင်ကယူလိုက်မယ်ဆိုပြီးရန်စနေခဲ့ပါတယ်။ဒီအတိုင်းတိုက်ခိုက်နေရင်အနည်းနဲ့အမြန်သေးဖို့တလန်းသာရှိလို့ဓာပြန်ကိုအယောင်ပြလိုက်ပြီးဘေးနားမှာရှိနေတဲ့ဂျုံအိတ်ကိုထန်းလီစီပစ်လိုက်တာကြောင့်ပေါက်ကွဲသွားပြီးမြင်ကွင်းကရှုပ်ထွေးသွားခဲ့ရပါတယ်။ဝန်လင်းလည်းအခွင့်ရေးရတာနဲ့ခြေထောက်မှာနက်ခီးသောအဆောင်ကိုကတ်လိုက်ပြီးချက်ချင်းထွက်ပြေးပါတယ်။ ပြန်တန်းလို့မရတာကြောင့်နက္ခီတော်အဆောင်ရဲ့အမြန်နှုံးကိုအာကိုရင်ထွက်ပြေးနေတဲ့အချိန်ထန်းလီကတော့ဓာပြန်စည်းရင်းလိုက်ဖမ်းပါတော့တယ်။တကယ်တမ်းမှာစီးမင်းဆိုတာကထန်းမိသားစုအပေါ်မှာတော့မတည့်ရောက်တဲ့အတွက်ထန်းလီကတော့ပြန်တန်းလို့ရပါတယ်။အဖိုးတန်ရဲ့ဒနာတစ်ခုချင်းစီကိုထုတ်သုံးနေတဲ့ဝလင်းကိုကြည့်ရင်ဘာတွေများထပ်သုံးလာမလဲဆိုတာသိချင်တဲ့အတွက်ကြောင်ကကြွက်ကိုကစားနေတယ်လို့မျိုးစော့ကစားနေခဲ့ပါတယ်။ဝလင်းပပလဲကလာနေတဲ့ဓာပြန်တွေကိုရှောင်းတိန်နေရင်ဘူးတိချောက်ထဲကစိတ်ဝိညာဉ်ကြီးကိုတငုံတောက်ရင်ဆက်ပြေးနေခဲ့ပါတယ်။ တန်လီကလည်းပထမတော့ကလုတ်ခိုင်းလို့သာလုံရတာကြောင့်စိတ်မပါလက်မပါဖြစ်နေခဲ့ပေမဲ့အခုချိန်မှာတော့ဝလင်းကိုလိုက်ဖမ်းရတာတက်ကြွလို့လာခဲ့ပါပြီ။နက်ခီးသွားအဆောင်ရဲ့စွမ်းအားကလည်းကုံဆုံးလာပြီဖြစ်တာကြောင့်နောက်ထပ်ဘာဆက်လို့ရမလဲဆိုတာကိုအလေးအမြန်တွေးနေရင်ဓာပြန့်တစ်ခုချင်းစီကိုရှောင်းတန်းကပြေးနေခဲ့ပါတယ်။ဒီလိုအချိန်မှာထန်းကြမြို့ထဲမှာတော့အမြူတီအဆင့်ကျင့်ကြံသူဆိုရင်တော့လွတ်အောင်ပြေးနိုင်မှာမဟုတ်ဘူးဆိုတဲ့စကားသံနဲ့အတူစွမ်းအားကြီးမိုးကြိုးသားစွမ်းအင်တိုက်ကွက်တစ်ခုကဝလင်းစီကိုအပြင်းပြင်းနဲ့တိုးဝင်လာခဲ့ပါတယ်။ အပြည့်စည်းတွေကြားမှာဝမ်လင်းတယောက်တည်သွားပြီလို့ထင်နေခဲ့ပေမဲ့ဝမ်လင်းကမတည်တဲ့အပြင်မြို့အစီရင်ကိုမိဘုံတွေနဲ့စီစဉ်ထားတဲ့ဆိုတာပါသိရှိသွားခဲ့တာကြောင့်ပြင်းနေရင်နဲ့မိဘုံတိုင်းကိုဖျက်ဆီးနေခဲ့ပါတယ်။ဒါကိုမြင်တော့ပိုးဟက်လိုအသက်ပြင်းတဲ့အပြင် ထမ်းမီသားစုရဲ့အစီရင်တွေကိုပါဖျက်ဆီးနေတဲ့ဝမ်လင်းကိုထန်းလီကတကယ်တက်ချင်လာခဲ့တာကြောင့်အတီးစားတိုက်လာပါပြီ။တစ်ဖက်မှာတော့ဘိုးဘေးဖြစ်သူထန်းဟော့ယွန်ကအစီရင်တွေကိုပြင်ပြင်နေခဲ့ပါတယ်။တခြားကြီးကဲတွေကတိုက်ပွဲကလိုအပ်တာထက်ကြာနေတာကြောင့်ထန်းလီအမားတစ်ခုခုလုံးမိမှာကိုစိုးရိမ်ကြောင်ပြောနေခဲ့ပါတယ်။ ထန်းဟော့ယွန်ကတော့ခြေဆုဆောင်မှုအဆင့်နဲ့အုံမြင့်တိဆောက်ခြင်းနောက်ဆုံးအဆင့်ကြမှာဘာပြဿနာမှဖြစ်မှာမဟုတ်တဲ့အပြင်ထန်းလီရဲ့စိတ်ကိုလည်းလေ့ကျင့်ပေးပြီးသားဖြစ်လို့မျိုးတမျိုးပျက်စီးတာလောက်ကပြဿနာမရှိဘူးဆိုပြီးမြေဖြစ်သူကိုအလိုလိုက်အကြိုက်ဆောင်စေပါတယ်။ဝဲလင်းတယောက်မိဘုံတိုင်းကိုဖျက်ဆီးပြီးနောက်ဆုံးမှာတော့ဂိတ်တကားစီကိုရောက်ခနီးနေပြီဖြစ်တာကြောင့်ထန်းလီလည်းအဆောင်စားရက်တစ်ခုကိုအသုံးပြုကာသူ့ရဲ့စွမ်းအားကြီးတိုက်ွက်ဖြစ်တဲ့နတ်ဖျားသားကြီးကိုဖန်တီးလိုက်ပြီးတစ်ချက်သေးအသေးသက်ဖို့ရည်ရွယ်လိုက်ပါတယ်။ ထွက်ပေါ်လာတဲ့ဆွမ်းအားကခေါင်းမွေးပါထောင်စေနိုင်တာကြောင့်ဝက်လင်းလဲနောက်ဆုံးမိဘုံကိုဖျက်ဆီးပြီးတာနဲ့ဓာပြန်စီပြီးအလင်းအမြန်ထွက်ပြေးပါတော့တယ်။ဒါပေမဲ့အလွန်ကိုကြီးမားလာပြီးဖိနှိပ်မှုအားကြီးတဲ့ဓာဆွမ်းအင်အောက်မှာပြေးစရာနေရာမရှိဖြစ်နေခဲ့ရပါတယ်။ဒါကြောင့်ရှေ့ကိုသာဆက်ပြေးပြီးအချိန်မီလွတ်မြောက်ဖို့ကြိုးစားခဲ့ပေမဲ့မြ мян ဆန်းဆန်းကြဆင်းလာတဲ့ဓာကြီးကသူ့ကိုပိုင်းဖြတ်သွားခဲ့ပါတယ်။တကယ်တမ်းမှာကဓာနဲ့ထိတော့မဲ့အချိန်မှာစစ်ထုနံကဒီနေရာချက်ချင်းပြောင်းရွှေ့ပေးလိုက်လို့ဒီနေ့ဝက်လင်းတယောက်အသက်မပြောက်သေးတာဖြစ်ပါတယ်။ ထန်လီကလည်းတီနီယာရွှေ့ပြောင်းခြင်းရဲ့တနာတစ်ခုတောင်ရှိနေတယ်ဆိုပြီးလောဘတက်ကနောက်ကနေလိုက်ဖမ်းပါတော့တယ်။မြို့ထဲမှာဖြစ်စည်းလို့အားရသွားတော့မြို့ပြင်ထိလိုက်ဖြစ်စည်းမဲ့သဘောပါပဲ။အိမ်မက်နေမြေထဲမှာစစ်ထုနံတယောက်ငကိုတဲကဝိညာဉ်ခန္ဓာဖြစ်နေတဲ့အပြင်အခုလိုစွမ်းအားများကြီးတုံးပြီးတီနီယာရွှေ့ပြောင်းပေးရတာကြောင့်အားနည်းနေခဲ့ပါတယ်။ဝက်လင်းကစိုးရိမ်စွာမေးပေးမဲ့စစ်ထုနံကတော့ရသေးကြောင်ကိုကိုကိုသာစိုးရိမ်တင်ကြောင်ပြောပြီးခုနကဒါကြီးကအမြူတီအဆင့်ထိတ်တန်းရဲ့တနာတစ်ခုဖြစ်တာကြောင့်ဂီယူဆိုင်ဖို့မှကြားနေခဲ့ပါတယ်။ ရေဆုံးမြေဆုံးဆိုတဲ့စကားတိုင်းထန်းလီတယောက်တောက်လျှောက်လိုက်ဖမ်းနေခဲ့တယ်လို့ဝန်လင်းကလည်းဘူတိချောက်ထဲကစိတ်ဝိညာဉ်ရေတွေတောက်ရင်ပြေးနေခဲ့တာအချိန်တော်ကြာခဲ့ပြီဖြစ်တာကြောင့်စိတ်ဝိညာဉ်ရေတွေတောင်တစ်စက်မှမကြံတော့ပါဘူးနှစ်ဖက်စလုံးကအားကုန်လာတဲ့အထိအချိန်တစ်ခုကြာအောင်ပြေးတက်လိုက်တန်းလုံးနေခဲ့ကြပြီးဝန်လင်းကပြေးနေရင်ရုတ်တရက်ဓာပြန်နဲ့ကောက်ပြစ်လိုက်တာကြောင့်ထန်းလီတယောက်ထိတ်လန့်သွားခဲ့ရပါတယ်ဒါပေမဲ့တရီသားအဆင့်အကာအကွယ်ယတနာတစ်ခုထွက်ပေါ်လာပြီးထန်းလီကိုကာကွယ်ပေးလိုက်တာကြောင့်အသက်ဘေးကနေလွတ်သွားခဲ့ရခြင်းဖြစ်ပါတယ် ဓာရှပြီးတွေးထွက်သွားတာကြောင့်စားတိုက်ထဲကထန်းလီကို ထိခိုက်အောင်လုပ်နိုင်တာပထမဆုံးကြိမ်လို့ပြောလို့ရပါတယ်။စမ်းကျစ်ရွှေစိတ်နှလုံးအကာအကွယ်ကြီးမုံပြင်ကြောင့်ဝမ်လင်းရဲ့အလင်းငိုက်တိုက်ခိုက်မှုမှအောင်မြင်ခဲ့ပေမယ့်ထန်းလီရဲ့ဒေါသကိုတော့နှိုးဆော့ပေးနိုင်ခဲ့ပါတယ်။ဒါကြောင့်နတ်ဖျားသားကြီးကိုထုတ်ဖော်လိုက်ပြီးနောက်တစ်ကြိမ်ခုတ်ချလိုက်တာကြောင့်စစ်ထုနယ်လည်းနောက်တစ်ကြိမ်တီးနေရာပြောင်းပေးလိုက်ရပြန်ပါတယ်။ထန်းလီလည်းဒေါသကြောင့်အခုလိုတိုက်ခိုက်ပေမယ့်တခါတိုက်ခိုက်ပြီးတိုင်းစိတ်ဝိညာဉ်ဆွမ်းအင်ကုံသွားရတာကြောင့်ဝမ်လင်းနဲ့မချနာဖြစ်နေရပါတယ်။ ဒါကြောင့်စိတ်ရှိသီးခတ်နိုင်တဲ့ဘက်ကအနိုင်ရမဲ့ကစားပွဲတစ်ခုဖြစ်ပြောင်းလဲသွားခဲ့ပါပြီ။သုံးရကြတဲ့အထိတယောက်ကအရှိကပြေးနေတယ်လို့ကျန်တဲ့တယောက်ကလည်းနောက်ကလိုက်နေခဲ့ပါတယ်။ဝက်လင်းရဲ့ဘူတီ၆တွေထဲမှာစိတ်ဝိညာဉ်ကြီးတွေတစ်စက်မှမကျန်တော့တယ်လို့စစ်ထုနယ်ကလည်းအလွန်အားနည်းနေပြီဖြစ်တာကြောင့်နောက်တစ်ကြိမ်နေရာပြောင်းပေးဖို့မတတ်နိုင်တော့ပါဘူး။နီလန်တစ်ခုပြောင်းမှဖြစ်မှာမို့လို့အာယုံခံလိုက်တဲ့အခါအရှိနာမှာထူးဆန်းတဲ့တောအုပ်တစ်ခုတွေ့လိုက်ရတာကြောင့်ဖြစ်ချင်တာဖြစ်ဆိုပြီးတောအုပ်ထဲကိုဝင်သွားလိုက်ပါတယ်။ အနောက်ကလိုက်လာတဲ့ထန်းလီကလည်းအဖိုးဖြစ်သူတတိပေးထားတဲ့ဒီတော့အုပ်က NDA များပြီးဝေးဝေးကရှောင်းတင်တယ်ဆိုတာနားလဲပေမဲ့ဒေါသငယ်ထိတ်ရောက်နေတာကြောင့်ဝက်လင်းလို့ချီဆူဆောင်ချင်းအဆင့်လေးတောင်ဝင်ပြေးရဲသေးတာသူ့လိုအုံမြင့်တိဆောက်ချင်းအဆင့်ကဘာကြောင့်လိုက်မတက်ရဲရမှလဲဆိုပြီးခေါင်းမမာနဲ့ဆက်လိုက်ပါတော့တယ်ဒီတော့အုပ်ကိုအစိတ်တော့အုပ်လို့ခေါ်ကြပြီးအစိတ်ရှိတဲ့အကောင်များစွာရှိနေတယ်လို့အစိတ်ငွေတွေကလည်းကြင်ကြံသူတွေရဲ့နှက်ဖျားအာယုံကိုခေါင်းခေါင်းမုံမုံသုံးမရဖြစ်စေပါတယ် အဆိုးဆုံးကတော့စိတ်ဝိညာဉ်ဆွမ်းအားကိုဆုပ်ယူတတ်တဲ့အပြာရောင်ကျွန်းနွယ်ပင်တွေအများကြီးရှိနေတာကြောင့်အမြူတီအဆင့်ကိုမရောက်သေးဘဲဝင်သွားခဲ့ရင်အသက်ဆုံးရှုံးနိုင်ခြင်းမြင့်တာကြောင့်တားမြစ်နေရာတစ်ခုဖြစ်သတ်မှတ်ထားကြတာပါ။တောထဲမှာတော့ဝက်လင်းတယောက်အပြာရောင်ကျွန်းနွယ်ပင်တွေနဲ့ထိတိုက်တွေ့နေခဲ့ပါတယ်။နွယ်ပင်တွေကသူ့ကိုရစ်ပတ်လာတာကြောင့်ဝိညာဉ်ဆွမ်းအားသုံးပြီးဖြည့်ဆည်းဖို့ကြိုးစားတဲ့အခါပိုပြီးတင်းတင်းကြပ်ကြပ်ရစ်ပတ်လာကဒွတ်တိုက်ဆွဲခေါ်သွားကြပါတယ်။ စစ်ထုနံကစိတ်ဝိညာဉ်ဆွမ်းအားထုတ်သုံးတာကိုရက်လိုက်ပြီးမူလဆွမ်းအားနဲ့သာခုခံဖို့အလော30ပြောနေခဲ့တာကြောင့်ဝက်လင်းလဲပြောတဲ့အတိုင်းလှုပ်လိုက်ပါတယ်။အဲ့ဒီအခါကျမှຫນွေပင်တွေကအသက်မဲ့သွားသလိုတာမန်ຫນွေပင်များအဖြစ်သို့ပြောင်းလဲသွားကြပါတယ်။တကယ်တမ်းမှຫນွေပင်တွေကစိတ်ဝိညာဉ်ဆွမ်းအားသုံးလေပိုပြီးရပ်ပက်လေဖြစ်သလိုနောက်ဆုံးမှတော့ခြောက်ကပ်သွားတဲ့အထိဝိညာဉ်ဆွမ်းအားတွေကိုဆုပ်ယူမှာဖြစ်ပါတယ်။သွေးစီနစ်ဆိုရင်တော့ပိုပြီးကြိုက်တဲ့အကြောင်းစစ်ထုနံကရှင်းပြနေခဲ့ပါတယ်။ အဲ့ဒီအချိန်တန်လီရဲ့အငွေအသက်ကိုခန်းစားလိုက်ရတာကြောင့်စစ်ထုနန်ကနောက်ဆုံးလက်ကျန်ဆွမ်းအားနဲ့ဝက်လင်းကိုခေါ်သွားပေးမယ်ဆိုပြီးပြောနေပေမဲ့ဝက်လင်းကတော့ရက်ဆက်ဖို့အတွက်ဆုံးဖြတ်ပြီးနေပါပြီ။ပထမတစ်ခေါက်လာထီရင်ရှော့ပေးလိုက်မယ်။ဒါပေမဲ့ဒုတိယတစ်ခေါက်ထက်ထီရင်တော့အပြည့်ရှင်းပြစ်မယ်ဆိုပြီးကိုလက်ကိုဒါနဲ့လီကသွေးရမ်းကြိုက်တဲ့နယ်ပင်တွေကိုသွေးတွေနဲ့လမ်းပတ်ရင်ထောင်ချောက်တစ်ခုကိုအစပြိုးလိုက်ရင်ကအပိုင်း6ကပြီးဆုံးသွားခဲ့ပါတယ်။ကြီးစုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ ဇလက်အစမှာတော့လွန်ခဲ့တဲ့ဆယ်နှစ်ကိုနောက်ကျောင်းပြန်ထားတာဖြစ်ပြီးမျိုးထဲမှာလူတယောက်ကိုမျိုးဆောင်တွေကလိုက်ဖမ်းနေကြတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။အကြောင်းရင်းကတော့အဲ့လူပိုင်တဲ့မိသားစုအမွေနဲ့ယဒနာတစ်ခုကိုထန်းလီကလိုချင်လို့ပဲဖြစ်ပါတယ်။လူတွေဝိုင်းထားတဲ့အချိန်ထန်းလီရောက်လာပြီးကိုတိုင်လုံးမယ်လို့ပြောကမိသားစုအမွေနဲ့ခေါင်းလောင်းကိုထုတ်ပေးဖို့ဖိအားပေးပါတယ်။ထန်းလီရဲ့မျက်လုံးထဲမှာအစင်းနှိမ်ကျဉ်ကျဉ်သူတယောက်ရဲ့အသက်ကမျက်တပင်လောက်တောင်တန်ဖိုးမရှိပါဘူး။ မိသားစုအမွေနှစ်ဖြစ်တာကြောင့်တစ်ဖက်လူကလည်းမပေးချင်တဲ့အတွက်တိုက်ခိုက်ကြရင်ထန်းလီရဲ့ဒါတစ်ချက်နဲ့အသက်ခံလိုက်ရပါတယ်။ခေါင်းလောင်းရတာနဲ့အဖိုးဖြစ်သူစီကိုအတိပေးဖို့သွားတဲ့အခါအဖိုးဖြစ်သူကလည်းထန်းလီဟာတခင်လေးတယောက်ဖြစ်တာကြောင့်လောကမှာရှိတဲ့ယတနာတိုင်းကိုပိုင်ဆိုင်ခွင့်ရှိတယ်ဆိုပြီးမဆုံးမတဲ့အပြင်ပို့ပြီးတောင်မြောက်ပေးလိုက်ပါတယ်။ဒါကြောင့်လိုချင်တာမှန်သမျှချက်ချင်းရရမယ်ဆိုတဲ့စိတ်ကငယ်စဉ်ကတည်းကရိုက်သွင်းခံထားရသဖြင့်အခုလိုဆိုးသွမ်းနေရခြင်းဖြစ်ပါတယ်။ ်လက်ရှိအချိန်မှာတော့ထန်းလီလေတောအုပ်ထဲထိဝင်လာခဲ့ပြီးဝက်လင်းနောက်ကိုတောက်လျှောက်လိုက်ဖမ်းနေပေမဲ့အစိမ့်ငွေတွေကြောင့်နတ်ဖျားစိတ်အာယုံကပီတရာဝင်းကျင်လောက်ပဲဖျန်းကျက်လို့ရတော့တာကြောင့်ခီးမတွင်ဖြစ်နေရပါတယ်အပင်ပေါ်ကသွေးဆက်တွေကိုမြင်တဲ့အခါဒီနီးတဝိုက်မှာဝက်လင်းဖြစ်သူပုံးနေတယ်လို့ယူဆလိုက်ပြီးစွမ်းအားကြီးတိုက်ကွက်ကိုထုတ်သုံးဖို့လုပ်တဲ့အခါကျိုးနယ်ပင်တွေလည်းစိတ်ဝိညာဉ်စွမ်းအားကြောင့်ထန်းလီကိုရစ်ပတ်ချုံနောက်လာကြပါတယ်ချုံနောင်တာတဲ့နယ်ပင်တစ်တုပ်ကိုဓာတ်နဲ့ခုတ်ချလိုက်တဲ့အတွက်စိတ်ဝိညာဉ်ဆွမ်းအားကိုအာယုံခံမိလိုက်တာကြောင့်နောက်ထပ်နယ်ပင်တစ်တုပ်က ထန်းလီရဲ့နောက်ကျောကိုတိုးဝင်လာကြပါတယ်။အဲ့ဒီအခါတတိတာအဆင့်မော်ယဒနာတစ်ခုထွက်ပေါ်လာခဲ့ပြီးကာကွယ်ပေးလိုက်တာကြောင့်နောက်ကျောဘက်ကလုံခြုံသွားပေမဲ့အောက်ဘက်ကလာတဲ့နယ်ပင်တွေကထန်းလီကိုအမိရကျုံနှောင်လိုက်နိုင်ပါတယ်။အခွင့်ရေးရတာနဲ့ချက်ချင်းပဲဝလင်းကလည်းဓာပြက်နဲ့အလင်းငိုက်တိုက်ခိုက်လိုက်လို့ထန်းလီတယောက်ကြောင်ပိတ်မိနေခဲ့ပါပြီ။တတိတာအဆင့်အကာကွယ်ယဒနာတစ်ခုဖြစ်တာနဲ့အညီအချက်ပေါင်းများစွာတိုက်ခိုက်မှကွဲအပ်သွားခဲ့တာကြောင့်လက်နက်နဲ့ချိတ်ဆက်ထားတဲ့ထန်းလီလည်းတွေးအံလိုက်ရပါတယ်။ အလင်းငိုက်လှုပ်ကြံခံလိုက်ရတာကြောင့်ထန်းလီရဲ့ဝက်ဖဲတစ်ခုပျက်စီးသွားခဲ့ရတယ်လို့ဒေါသလည်းအဆုံးစွန်ရောက်သွားတာကြောင့်စင်ဂျင်တုံတရားကင်းမဲ့လာခဲ့ပါပြီဒေါသတကြီးနဲ့ဝန်လင်းနောက်ကိုလိုက်နေခဲ့ပြီးမီလိုကတော့နီးမျိုးစုံနဲ့နှိပ်စက်ပြစ်မယ်လို့ချိန်ဆနေခဲ့ပေမဲ့ဝန်လင်းကတော့တင်းငိမ်စွာနဲ့ပဲနောက်ထပ်ရှုခွက်တစ်ခုကိုစဉ်းစားနေခဲ့ပါတယ်တဖက်မှာလည်းစစ်ထုနန်ကသူတို့နှစ်ယောက်ကြားမှာစွမ်းအားကအစတထောင်လောက်กว่าချသလိုထန်းလီကလည်းငယ်စဉ်ကတည်းကဒုက္ခမခံစားဘူးသူတစ်ယောက်ဖြစ်ပြီးခုနကအကာအကွယ်သာမရှိခဲ့ရင်တေးမတေးချတယ်ဆိုပြီးရှင်းပြနေခဲ့ပါတယ် ါပေမဲ့အခုမှအစပဲရှိသေးတာဖြစ်လို့ရေဒနာကိုဖြည့်ဆည်းပြီးရင်နောက်တစ်ချိန်မှလူကိုယ်ပါဖြည့်ဆည်းပြမှာဆိုပြီးတွေးအေးစွာပြောလိုက်ပါတယ်။ကျိုးနွယ်ပင်တွေကထန်းလီကိုလိုက်ဖမ်းနေတယ်လို့ထန်းလီကလည်းဝလင်းကိုလိုက်ဖမ်းနေခဲ့ပြီးဝလင်းကတော့ပြေးနေရင်တခုခုကိုရှာဖွေနေခဲ့ပါတယ်။တနေ့အရောက်မှာတော့တခုခုကိုရှာတွေ့သွားဟန်ရသဖြင့်ဝလင်းတယောက်ပြေးနေရကနေရက်လိုက်တာကြောင့်ထန်းလီလည်းသူ့ကိုလိုက်မိလာခဲ့ပါတယ်။ ဘာလို့ဆက်မပြေတော့တာလဲဆိုပြီးမေးလိုက်တဲ့အချိန်နောက်ကျောဘက်ကနေတိုးဝင်လာတဲ့ဓာပြန့်ကိုသတိထားမိလိုက်တာကြောင့်အကာအကွယ်ခေါင်းလောင်းနဲ့ချက်ချင်းကာကွယ်လိုက်ရပါတယ်။ပြီးတာနဲ့သွေးစီနစ်ကိုအသုံးပြုပြီးနက်ဖျားသားတိုက်ကွက်ကိုထုတ်ဖော်လိုက်ပြီးဝလင်းရှိရာကိုအာကုန်ခုတ်ချလိုက်တာကြောင့်စစ်ထုနံကချက်ချင်းနေရာပြောင်းပေးလိုက်ကပျောက်ကွယ်သွားပါတော့တယ်။ဒါဆွမ်းအားကြောင့်မြေပြင်မှာအကြောင်းကြီးတစ်ခုဖြစ်ပေါ်လာခဲ့ပြီးတေးချင်းချီတွေနဲ့အတူအလောင်းတစ်စီတစ်ကောင်အထဲကနေရုတ်တရက်ထွက်လာခဲ့တာကြောင့်ဝလင်းရဲ့လက်ကွက်ထဲကျသွားမှထန်းလီသဘောပေါက်လိုက်ပြီးအလေးအမြန်ခုခံလိုက်ရပါတယ်။ အလောင်းတစ်စီကနက်ဆိုလန်းစင်ကိုကျင့်ကြံထားတာဖြစ်ပြီးအစိမ်းရောင်မြူတဲ့အစင်ကိုရောက်နေတာကြောင့်စွမ်းအားကြီးတဲ့တိုက်ခိုက်မှုတွေကိုထုတ်ဖော်နိုင်တဲ့အတွက်ထန်းလီရဲ့ရွှေကောင်းလောင်းအကာအကွယ်မှာတောင်းအကြောင်းတွေဖြစ်ပေါ်လာခဲ့ပါတယ်အကာအကွယ်ရတနာအပြင်ခြီစွမ်းအင်ကာအကွယ်မှုကိုပါချိုးဖြတ်နိုင်တယ်လို့နက်ဖျားဓာကြီးနဲ့တိုက်ခိုက်လဲချက်ချင်းပြန်ထလာပြီးဖုတ်ကောင်တကောင်လိုဖြစ်နေတာကြောင့်ထန်းလီလည်းစက်တိုက်နေရင်အကျိုးမရှိမှန်းသိလို့ထွက်ပြေးဖို့လုပ်ပါတယ် စစ်ထူနန်ကဒီနေရာမှာအလောင်းတစ်စီတကောင်ရှိမှန်ဘလို့သိတာလဲလို့မေးတဲ့အခါတောအုပ်ထဲကချီဆွမ်းအင်တိုင်းကဒီနေရာကိုစီးဆင်းနေတယ်လို့လမ်းတစ်လျှောက်မှာလည်းအပြာရောင်ကျိုးနွယ်ပင်တွေနဲလာတဲ့အတွက်ဒီနေရာမှာကျိုးနွယ်ပင်တွေတောင်ကြောက်ရတဲ့ဆွမ်းအားကြီးတရှိမှုတစ်ခုခုရှိကြောင်းသိလိုက်လို့အလောင်းစားလုတ်လိုက်တာဆိုပြီးပြန်ပြေးပါတယ်။အခုချိန်မှာထန်းလီကအသက်ရှင်အောင်ပြေးနေရပြီဖြစ်တာကြောင့်လက်စားချေဖို့အကောင်းဆုံးအချိန်ဖြစ်ကြောင်းစစ်ထူနန်ကအသိပေးလိုက်ပါတယ်။တရားရနေတဲ့ထန်းလီကိုလိုက်မိသွားခဲ့ပြီးဓာပြန်နဲ့တိုက်ခိုက်လိုက်လို့လက်မောင်းတစ်ဖက်ရှသွားခဲ့ပါတယ်။ အနောက်ကနေအလောင်းတစ်စီကလိုက်လာနေသလိုအရှေ့ကနေဝလင်းကပိတ်ဆို့တိုက်ခိုက်တာကြောင့်ဆွမ်းအားကြီးနဲ့ဖျားတိုက်ကွက်ကိုထုတ်ဖော်လိုက်ကဘဒုဒါကပုံမြင်မလဲဆိုပြီးအလောင်းစားလို့ဖို့ဆုံးဖြတ်လိုက်ပါတယ်စစ်ထုနံကအန်ဒီရများတာကြောင့်အခုချက်ချင်းတိနေရပြောင်းပေးမယ်လို့ပြောနေပေမဲ့အခွင့်အရေးကတခါပဲရမှာဖြစ်လို့အလောင်းစားလို့ဖို့ဝလင်းကဆုံးဖြတ်လိုက်ပြီးဒါနဲ့စင်အားပြိုင်ကြပါတယ်နတ်ဖျားသားကြီးကအပေါ်ကနေအချိန်ပြင်းပြင်းကြဆင်းလာသလိုဓာပြန်တစ်ချောင်းကလည်းရေပြင်းကြီးအတိုင်းထန့်လိရှိရာကိုတဟုန်ထိုးတိုးဝင်သွားခဲ့ပြီးရင်ဘတ်ကိုထုတ်ချင်းဖောက်သွားခဲ့ပါတယ် တန်လီထင်တာကဝန်လင်းကတိုက်ခိုက်မှုကိုရုပ်သိမ်းပြီးနေရာကူးပြောင်းလိုက်မယ်လို့ထင်ထားခဲ့တာပါတန်လီရင်ဘက်ကိုထုတ်ချင်းဖောက်သွားတယ်လို့နတ်ဖျားသားကြီးကလည်းဝန်လင်းကောင်းဘော်ကိုကြားဆင်းလာခဲ့ချိန်မှာတော့စစ်ထုနံကလက်ကျန်ဆွမ်းအားလေးနဲ့တီးနေရာပြောင်းပေးလိုက်တာကြောင့်ကက်တီလေးလွတ်မြောက်သွားခဲ့ရပါတယ်ပြီးတာနဲ့အလောင်းတစ်စီမရောက်ခင်တန်လီရဲ့အလောင်းကိုတိုးလောင်အိတ်ထဲဆုပ်ယူလိုက်ပြီးအဝေးတနေရာကိုထွက်ခွာသွားလိုက်ပါတယ်ကြောက်ဆောင်တစ်ခုပေါ်မှာတော့ဝန်လင်းရဲ့ယူမိုက်မှုကိုစစ်ထုနံကအံ့ဩနေတယ်လို့ဆူလဲဆူနေခဲ့ပါတယ် အနေငယ်လေးသာနောက်ကျသွားခဲ့ရင်အသက်ဆုံးရှုံးရမှာဖြစ်လို့သူသားဆိုအခုလိုမျိုးအလောင်းစားမလို့ရဲကြောင်းဝက်လင်းနောက်တစ်ယောက်ကိုတွေးလိုက်ရကြောင်းပြောနေခဲ့ပါတယ်။ဝက်လင်းကတော့ထန်းလီရဲ့အုံမြင့်ကိုအသုံးပြုပြီးအုံမြင့်တိဆောက်ခြင်းအဆင့်ကိုတက်ဖို့ပြင်ဆင်လိုက်ပါတယ်။လက်ဟန်တစ်ခုနဲ့အတူသွေးတစ်စက်ကိုအသုံးပြုပြီးတက်ဆင်ဖို့လုပ်တဲ့အခါမှာထန်းလီရဲ့ဝိညာဉ်ကသူ့ကိုတက်ရင်အဖိုးဖြစ်သူကလက်စားချင်မှဖြစ်တဲ့အကြောင်းပြောရင်းဝက်လင်းကိုချိန်ချောက်နေခဲ့ပေမဲ့တက်ဆင်ခြင်းကိုဆက်လုပ်နေတာကြောင့်ကြောက်အလန့်အားနဲ့အဖိုးဖြစ်သူကိုငိုပြီးတိုင်တယ်နေရပါတယ်။ တဖက်မှာတော့ထန်းဟော့ယွန်ကထန်းလီရဲ့လက်ဆွဲကနေတဆင့်အရာအလုံးကိုသိနေတာကြောင့်ဘေကောင်ကလုံးရတာလဲဆိုပြီးစိတ်ဝိညာဉ်ဆန်းအားနဲ့ဝလင်းရှိရနေရကိုလှမ်းကြည့်ဖို့စူးစမ်းပါတော့တယ်။ထန်းလီကိုလွတ်ပေးရင်အသက်ရှင်ခွင့်ပေးမယ်ဆိုပြီးပြောနေပေမဲ့ဝလင်းကတော့ထန်းဟော့ယွန်ကပုံရိပ်ရောင်တစ်ခုဖြစ်နေတဲ့အပြင်ထန်းလီကိုတပ်ဖို့ဆုံးဖြတ်ထားတာကြောင့်ဆက်လက်ပြီးတန့်စင်နေပါတယ်။ တဖက်မှာလည်းမြင်းသားမြင်းရမကျင်းရဖြစ်နေတာကြောင့်မိဖြစ်သူအတွက်မြင်းရမကလက်စားချိမဲ့ဆိုပြီးတက်တန်းကိုဖြုံးတီးကတတိသားအဆင့်ကျင်းစာတစ်ခုကိုဖန်တီးလိုက်ပြီးအစီရင်လဲဆွဲကနေတဆင့်ဝက်လင်းကိုကျင်းစာတိုက်လိုက်ပါတယ်။နောက်ဆုံးမှာတော့ထန်းလီရဲ့အုံမြင့်ကိုလည်းရရှိနိုင်ခဲ့သလိုထန်းဟော့ယွန်ရဲ့ကျင်းစာကိုလည်းအောင်းအောင်းမြင်းမြင်းရရှိလိုက်ပါတယ်။ထန်းလီကအရေးချင်းရှိသူတယောက်ဖြစ်တာကြောင့်အုံမြင့်ခိုးယူပြီးကျင့်ကြံလိုက်တဲ့အခါကျင့်ကြံခြင်းကလည်းခုံပြန်ကျော်လွားကအုံမြင့်တိဆောက်ခြင်းအဆင့်ကိုရောက်ရှိသွားခဲ့ပါတယ်။ တချိန်တည်းမှာပဲဂျိန်စာအကြောင်းကိုစစ်ထုနံကိုမေးမြန်းနေခဲ့ပြီးစစ်ထုနံကသူရှိနေရင်စိုးရိမ်စရာမလိုသလိုထန်းဟော့ရွံအနာမသွားရင်လည်းစိုးရိမ်စရာမလိုဘူးဆိုပြီးရှင်းပြနေခဲ့ပါတယ်။စစ်ထုနံတယောက်လည်းဝိညာဉ်ဆွမ်းအားကိုအလွန်ကြုံထုတ်သုံးခဲ့တဲ့အတွက်အာကုံကအိပ်ပျော်တော့မှဖြစ်လို့မာစရာရှိတာတွေမှကြားနေခဲ့ပါတယ်။ကျင့်ကြံခြင်းဆက်တိုးလာဖို့အတွက်ရင်တည်းများတဲ့နေရာတွေကိုလိုက်ရှာပြီးသူတင်ပေးထားတဲ့မယန္နာနယ်မြေအဆိုင်မဲ့ကျင့်စဉ်နဲ့ကျင့်ကြံပါဆိုပြီးမာကြားနေရင်ကအပိုင်း9ကပြီးဆုံးသွားခဲ့ပါတယ်။ ကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်